မှာဆိုရင်တော့ရေရိုမိတ်ဆွေအများကြီးပေါ့နော်မန္တလေးမှာမိတ်ဆွေတွေလည်းရှိတယ်ပြီးတော့ရေရိုပြည်သက်တွေလည်းရှိတယ်အခုချိန်ထိအဆက်အသွယ်မရသေးတဲ့မိသားစုတွေလည်းရှိတယ်အဲ့တော့အဲရေရိုမျက်စိရှိမှလည်းဘာကူမှပြင်ဆင်ချိန်မရလိုက်ပဲနဲ့အများကြီးပြင်ဆင်ဆုံးရှုံးရတာလည်းတွေ့တဲ့အတွက်အဲအရင်လဲစိတ်မကောင်းဖြစ်တယ်သူတို့အတွက်လည်းအများဆုံးပြန်လဲထူထောင်နိုင်ဖို့အတွက်ကိုဆုတောင်းပေးနေပါတယ်ရှင်အခုတော့တို့ငလင်လောက်သွားရှင်တကယ်ကိုအချိန်ခဏလေးအတွင်းမှာခဏလေးအတွင်းမှာဖြစ်ပြသွားတဲ့အရာတွေကလည်းအများကြီးခဏလေးအတွင်းမှာပျက်စီးဆုံးရှုံးသွားတဲ့အရာတွေကအများကြီးဆိုတော့ တော့ကတော့အခုဘေးနားမှာရှိနေတော့ဒီတမိုးထားပါဒီအချိန်ခဏလေးအတွင်းမှာနေ့မြညပြောက်ဖြစ်နေတဲ့အချိန်ခဏလေးအတွင်းမှာပဲဘာများဘာများဖြစ်မလဲနောက်ရက်တွေဆိုလို့ရှိရင်ဘာများဖြစ်မလဲဆိုရင်တမမနဲ့နေနေရတဲ့မှာကိုဘေးနားမှာရှိနေတဲ့သူတို့ကိုပို့ပြီးတော့တမိုးထားတဲ့မိသားစုတွေအများကြီးအချိန်ပေးဖြစ်တယ် ပြီးတော့တကယ်ချင်းတင်နေခုနလိုပြောမကေးပြောလို့ပဲဆုံရမယ့်လူတွေမှာဆုံစရာရှိရဆိုလို့ရှိရင်အရန်အချိန်နေမဆွဲလို့မဆွဲတော့ပဲနဲ့ဆုံစရာရှိရဆုံလိုက်ပါတွေးစရာရှိရတွေးလိုက်ပါကိုရည်ရွယ်ထားတဲ့အရာတွေကိုဖြစ်အောင်လုပ်ပါမယ်ပေါ့နော်နောက်ဆိုတဲ့အရာတွေကမတိကြတဲ့လောကကြီးမှာအာအနာမရှိတဲ့လူတွေကိုလည်းမကြောက်ဘူးဟုတ်တယ် အမက်ထက်လည်းဘာဖြစ်မလဲဆိုတော့မသိသေးတဲ့အခြေအနေဖြစ်နေအောင်အဲ့တော့အနားမှာရှိအောင်အားလုံးတမိုးထားစေချင်ပါတယ်အဲဒီနေ့မှာဟိုဒီထဲမှာအန်ဒီစင်ကနေပြီးတော့ဗောနော်ဒီမှာဘလူးအားလေးပဲပါဝင်ကူညီပေးပါအောင်ဆိုလို့ဘလူးအားလာပြီးတော့လူအားနဲ့ပါဝင်ကူညီပြီးတော့လိုကန်ဖြစ်တာပါရှင်ဟုတ်အရင်နေ့တွေကကြီးတို့ဒီဂလင်ဘေးဂျုံရတဲ့နေရာဒေသတွေအကုန်လုံး ောအဲ့လိုငွေရအဖြစ်တက်နိုင်တယ်ဆိုရင်ငွေရနဲ့ကူညီပေးတယ်အခုချိန်မှာတော့တကယ်လို့လူအားနဲ့ပတ်ဝန်းကျင်ပေးရမယ့်အခြေအနေဖြစ်လာတဲ့အခါကျတော့တကယ်မြေပြေမသွားနိုင်သေးတဲ့အချိန်မှာဒီနေရာလေးမှာဒီနေ့လေးမှာရှိတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ကိုလမ်းပြောရနေခဲ့တဲ့အကုန်လိုက်လာပြတာပါအရှင်မလင်ပေးစားဖြစ်တယ်ဆိုတဲ့အခြေအနေကပေါ့နော်တောင်တနေရာနေပြီးတော့ပါဝင်ကူညီပေးခြင်းပေါ့နော်အဲ့ချိန်မှာကိုကလည်းအဲလူအားငွေရတက်နိုင်တယ်လို့ပေါ့နော် ကူညီပေးခြင်းနဲ့အချိန်မှာ노ကလည်း노က노ကပြောလာတော့ဘလိုဘလိုနေရာမှာဘယ်လိုမျိုးအလူကထွက်ဖို့ရှိရဲအမအလိုက်လာပါတော့ဆိုတော့ဟောโอเคကိုလည်းကိုလည်းအလိုအလိုတစ်ခုကူညီပေးခြင်းနဲ့ဆိုတော့ အဲ့နဲ့ထလာထွက်နေတယ်ရှိတယ်အများကြီးပဲမန္တလေးမှာဆိုရင်တော့ရေတို့မိတ်ဆွေအများကြီးပေါ့နော်မန္တလေးမှာမိတ်ဆွေတွေလည်းရှိတယ်ပြီးတော့ဒီရေပရိသတ်တွေလည်းရှိတယ်အခုချိန်ထိအဆက်အသွယ်မရသေးတဲ့မိသားစုတွေလည်းရှိတယ်အဲ့တော့အဲဒီတို့မျက်စိရှိမှလည်းဘာကူမှပြင်ဆင်ချိန်မရလိုက်ပဲနဲ့အများကြီးပြင်ဆင်ဆုံးရှုံးရတာတွေတွေ့တဲ့အတွက်အဲအရင်လဲစိတ်မကောင်းဖြစ်တယ်သူတို့အတွက်လည်းအများဆုံးပြန်လဲထူထောင်နိုင်မှုအတွက်ကိုဆုတောင်းပေးနေပါတယ်ဟုတ်ဒီလိုဆိုလို့ရှိရင် ဲ့လောက်ထိမထင်ထားဘူးပေါ့နော်ရေတို့ရန်ကုန်မှာရှိတဲ့လူတွေအကုန်လုံးကငလင်လုသွားတယ်ပြီးတော့ခဏနေကြငြိမ်သွားတယ်ဖုန်းလိုင်းတွေပြတ်သွားပြီးတော့အင်တာနက်လိုင်းတွေပြန်ရတဲ့အချိန်မှာမှဘယ်လောက်ထိပျက်စီးဆုံးရှုံးသွားရဲဆိုတာလည်းအများကြီးတွေ့ရတယ်အဲ့ခါကျတော့ဟိုတကယ်တော့ဝေရရမိတယ်သူတို့ရဲ့နေရာမှာကိုရီတာဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်မိသားစုလိုက်ကြီးအခုချိန်ထိအဆက်အသွယ်မရတော့ဘူးပေါ့နော်တချို့ဆိုရင်တယောက်တည်းပဲကြံခဲ့တယ်မိသားစုတွေလည်းဆုံးရှုံးသွားတယ်အသက်အိုးအိမ်တွေလည်းဆုံးရှုံးသွားတယ်ပြီးတော့တချို့နေရာတွေမှာဆိုလို့ရှိရင်အမှုပညာပြည်သူကလည်းရရည်လည်းအများကြီးဆုံးရှုံးသွားတယ်ခင်ဗျတို့အဲ တွားခဲ့ဘူးတဲ့အမတရားတွေအခုချိန်မှာပြန်သွားကြည့်ဖို့မရှိတော့ဘူးအဲဆုံးခဲ့ဘူးတဲ့မိတ်ဆွေတွေအခုချိန်မှာမရှိတော့ဘူးအဲ့တော့အရင်လက်တံဝေကရမိတယ်ပြီးတော့ခဏဆိုရဲအချိန်လေးတုန်းကဘာမဆိုးဖြစ်သွားနိုင်တယ်ဆိုရဲအတိတ်တရားလေးလည်းကြိုးရခဲ့ပါတယ်အဲ့ဒါကြောင့်မလို့အခုနောက်ပိုင်းဘယ်လိုပုံစံမျိုးလေးနဲ့နေပြမလဲဆိုတော့လေဆုံးမယ်ဆိုပြီးတော့တွေးပြလိုက်လို့ရှိရင်ချက်ချင်းဆုံးလိုက်ကြရလဲကောင်းတယ်သွားခြင်းတဲ့နေရာတွေစားခြင်းတဲ့အရာတွေတွေ့ခြင်းတဲ့လူတွေအကုန်လုံးကိုလှုပ်ခြင်းတဲ့အချိန်မှာလှုပ်လိုက်တာကောင်းတယ်ဘာလို့ဆိုတော့ နောက်ခဏဆိုတဲ့အချိန်တွေကမတည်ကြတော့ဘူးလေအဲ့တော့တည်ကြတဲ့အရာတွေကိုလှုပ်ချင်တဲ့အချိန်မှာလှုပ်လိုက်ကြဖို့လဲအကြံပြုတင်တယ်ပြီးတော့ဒီဒီကိုယ်တိုင်လည်းလှုပ်ချင်တဲ့အရာလေးတွေအကုန်လုံးအဲဘယ်လိုပြောမလဲလှုပ်လို့ရတဲ့အချိန်လေးမှာလှုပ်ဖို့ခွင့်မိပါတယ်အခုတော့တို့ငလင်းလောက်ပါရှင်တကယ်ကိုအချိန်ခဏလေးအတွင်းမှာခဏလေးအတွင်းမှာဖြစ်ပြသွားတဲ့အရာတွေကလည်းအများကြီးခဏလေးအတွင်းမှာပျက်စီးဆုံးရှုံးသွားတဲ့အရာတွေကအများကြီးဆိုတော့ တော့ကတော့အခုဘေးနားမှာရှိနေတော့ဒီတံမိုးထားပါဒီအချိန်ခဏလေးအတွင်းမှာနေ့မြညပြောက်ဖြစ်နေတဲ့အချိန်ခဏလေးအတွင်းမှာပဲဘာများဘာများဖြစ်မလဲနောက်ရက်တွေဆိုလို့ရှိရင်ဘာများဖြစ်မလဲဆိုရင်တမမနဲ့နေနေရတဲ့မှာ ကိုဘေးနဲ့မှရှိနေတဲ့သူတို့ကိုပို့ပြီးတော့တမုထားတဲ့မိသားစုတွေအများကြီးအချိန်ပေးပြစ်တယ်ပြီးတော့တကယ်ချင်းတင်တယ်ခုနလိုပဲမကေပြောလို့ပဲဆုံရမယ့်လူတွေမှာဆုံစရာရှိရဆိုလို့ရှိရင်အရန်အချိန်နေမဆွဲလို့မဆွဲတော့ပဲနဲ့ဆုံစရာရှိရဆုံလိုက်ပါတွေးစရာရှိရတွေးလိုက်ပါကိုရည်ရွယ်ထားတဲ့အရာတွေကိုဖြစ်အောင်လုပ်ပါမယ်ပေါ့နော်နောက်ဆိုတဲ့အရာတွေကမသေးကြတဲ့လောကကြီးမှာအာအနာမရှိတဲ့လူတွေကိုလည်းမတောင်းမထားဟုတ်တယ် အမက်ခင်လည်းဘာဖြစ်မလဲဆိုတာမသိသေးတဲ့အချိန်လေးဖြစ်နေအောင်အဲ့တော့အနားမှာရှိအောင်အားလုံးတမိုးထားစေချင်ပါတယ်။အမေလောက်တဲ့အချိန်မှာအိပ်ပျော်နေတာ။ရန်ကုန်မှာအရင်အကျန်းမဟုတ်ပါဘူး။မကြီးပြောလို့လည်းမဟုတ်ခဏတိုင်းနေပါရတဲ့အချိန်ရောက်တော့ကြည့်ရချင်အရန်တော်တော်ပြည့်စုံဆုံးမှုရှင်းများရပါဟိုအဲ့ဒါလည်းအရန်ကိုစိတ်မကောင်းဖြစ်ရတယ်အဲတောင်ရရရအောင်ခုလိုရဲလို့မဟုတ်လက်ပြန်လည်းမဖြစ်မယ်ဆိုတော့အတေကြတော့ပြစ်မယ်ဆို ြစ်မယ်။ကောင်းတဲ့အရာတွေဘူလို့ဖြစ်မယ်။ကျန်တဲ့ထူထောင်ရေးမှာတော့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကူညီအဖြစ်သွားဖို့ရှိပါရဲ့ရှင့်။လူအားငွေအားပေါ့အဓိကကတော့မျိုးရိုးဆိုရှယ်ပျက်စီးမှုတွေအများကြီးမြို့နယ်တွေကိုဘာလိုအပ်တယ်ဘာလိုအပ်တယ်ဆိုတဲ့ဟာကိုအဓိကလာတေချာစီစစ်ပြီးတော့ပေါ့နော်။တကယ်လို့ကမျိုးရိုးအာဒီဘာလို့စီစစ်မှာလဲဆိုတော့တို့လိုနေရပိုနေရဟာနေတကယ်လိုတကယ်လိုအပ်နေရဟာနေအာအဲ့လိုမျိုးဝက်နဲ့နှိပေါ့လိုချင်တာလားလိုအပ်တာလားဆိုရရန်ကိုသူသိချာချာခွဲခြားတိမှာ တို့တို့အကူအညီပေးရလဲရောက်မှာပေါ့။နောက်မို့ဆိုလို့ရှင်ပစ္စည်းတွေပုံဝင်တော့ပုံတွေဖြစ်နေမှာလဲ။တို့မဖြစ်စေချင်ဘူး။တကယ်လိုအပ်နေတဲ့နေရာတော့ပဲအကူအညီပေးမှာဖြစ်။အဲ့ဒီအတွက်ကြောင့်ပြန်လဲထူထောင်ရေးမှာလဲအဓိကကလည်းလိုအပ်နေတဲ့အရာတွေအများကြီးရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ဟိုအခုကြည့်နေတဲ့ပြည်သက်တွေလဲအလူငယ်ကူအလူဝင်ကူနိုင်လို့ရှင်လဲကူပေးကြပါ။တကယ်ဟိုပျက်စီးဆုံးရှုံးသွားတဲ့အရာတွေရောမိသားစုဆုံးရှုံးလိုက်ရတဲ့လူတွေရောအများကြီးရှိပါတယ်။ပြန်လဲထူထောင်ရေးမှာတို့အကုန်လုံးအာဒီဇိုင်းနဲ့ပါဝင်ပြီးတော့ ကူညီအားပေးကြဖို့လို့ပြောချင်ပါတယ်ဟုတ်အဲအခုချိန်မှာတော့လေတချို့နေရာတွေမှာဟိုအများကြီးလိုအပ်နေပြီဆိုပေမဲ့လည်းအဲတချို့နေရာတွေမှာလုံလုံလောက်ဖြစ်နေပြီဆိုလည်းသိရတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပြန်လဲတော်တော်ရေးမှာလည်းဒီထက်ပိုပြီးတော့ပါဝင်ပေးကြပါအောင်ဂီရိုနုပညာရှင်တွေကလည်းအများအားလူအောင်ငွေအောင်ပြီးတော့အချိန်တွေအကုန်လုံးရင်းပြီးတော့ကူညီပေးဖို့အများအားအသိရှိနေတဲ့အတွက်အဲတကယ်ကိုပြန်လဲထူထောင်နိုင်ကြပါစေလို့ပဲဆုတောင်းပေးပါတယ်အားလုံးလည်းအခုလိုမျိုးယောဂကက်ဆိုးတွေရောတမောဘေးရနေကက်ဆိုးတွေရနေပြီးတော့အခုလောက်နေပဲရက်ပြီးတော့ ရှေ့ဆက်ပြီးတော့အေးချမ်းပါစေလို့ပဲဆုတောင်းပေးပါရခြင်းဒီတဘာဝဘေးရနေကဆိုးရနေပြီးတော့အမြန်ဆုံးပြန်လဲထူထောင်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့မနက်ဖြန်တိုင်းကမှပါတဲ့ရက်ရက်တွေအမြန်ဆုံးပြန်ပြီးတော့ရောက်ပါစေအေးချမ်းပါစေကျေးဇူးပါ